မောင်းင်းမှာနေစင်မနဲ့ဒေသနာဆင်စင်ကနေအားလုံးကိုကြိုဆိုလိုက်ပါတယ်ဒီကနေ့မနေ့အားလုံးနဲ့ဝေငါအလင်းပေးခြင်းနဲ့နှုတ်ကပတ်တော်ကောင်းစဉ်လေးကတော့ခရိယန်သားသမီးကျင့်ဝတ်အပိုင်းတစ်ဖြစ်ပါတယ်အပိုင်းတစ်မှာအဓိကဝေငါခြင်းနဲ့စကားလေးတစ်ခုကတော့အသက်ရှည်ခြင်းရင်ချမ်းသာခြင်းမိဘကိုယူသေးပါဆိုမှအလင်းပေးခြင်းတာဖြစ်ပါတယ်အခြေပြုခြင်းတစ်ချမ်းဖတ်ပါမယ် အေဖတ်ဩဝါဒစာခန်းကြီး6အငယ်နှစ်ကနေ3ဖြစ်ပါတယ်မိဘကိုယူသေးစွာပြုလောဤပိညတ်တော်ကသင်ဒီပီတော်၌ကောင်းစား၍အသက်တာရှိမိအကြောင်းဟု၍ဂတိတော်နှင့်ဆိုင်တော်ပထမပိညတ်ဖြစ်၏ချက်တော်ညီကိုမောင်မတော်အခုနားထောင်နေတဲ့သူကိုကျွန်တော်မေးချင်တယ်မေးခွန်းတစ်ခုလောက်ဖြေကြည့်နော်ကွန်မန့်ထမ်းမှာဖြေသွားကြည့်အသက်ရှိခြင်းလား ကျန်းကျန်းမာမာနဲ့အသက်ရာချီအသက်ရှင်ချင်လားရှည်တော့အသက်တာကိုရချင်လားလူတိုင်းလူတိုင်းရချင်ပါပဲကျွန်တော်လည်းရချင်ပါတယ်ဆော့ဆော့တေတာကိုကျွန်တော်တို့မကြိုက်ဘူးအသက်ရာချီလောက်ရှည်တော့အသက်တာနဲ့ကျန်းကျန်းမာမာနေထိုင်သွားရမှာကိုကျွန်တော်တို့တအားလိုချင်ကြတယ်အဲ့ဒီစုကိုလည်းခဏခဏကျွန်တော်တို့တောင်းကြတယ်โอเคဒါဆိုလို့ရှိရင်ကျွန်တော်ဒီကနေ့ပြောပြမယ် အသက်ရှည်ခြင်းလို့ရှိရင်ဖျားဂတိတော်တစ်ခုရှိတယ်အဲ့ဒါကတော့ဘာလဲဆိုတော့မိဘကိုယူတည်စွာပြုလို့တဲ့ကျန်းကျန်းမာမာနဲ့ရှည်တော်အသက်တာကိုလိုချင်တယ်ဆိုရင်ဖျားသခင်ကတင့်ကို နီးလန်းတစ်ခုပေးထားတယ်အဲ့ဒါကတော့မိဘကိုယူတည်ပါတဲ့မိဘဆိုတာဘာလဲတင့်ရဲ့မွေးဖခင် မွေးမိခင်ကိုပြောတာမွေးဖခင်မွေးမိခင်ကိုယူယူတည်တည်လို့ပါတဲ့ သူတို့ရဲ့ဂျေဇူးကိုပြန်ဆက်ပါတဲ့ဒီလိုဆိုရင်ဖယားသခင်ကတင့်ကိုဂတိတော်ပေးထားတယ်တင်ပီတော်မှာအသက်ရှိမယ်တဲ့ပီတော်ဆိုတာဘာလဲကောင်းကင်နိုင်ငံမှာထော်ရနေရမယ်လို့မဆိုလိုဘူးအဲ့ဒါအဲ့အဲ့ဒါအဲ့ဒီအပိုင်းကိုပြောတာမဟုတ်ဘူးပီတော်ဆိုတာလောကမှာအသက်ရှင်တဲ့အခါမှာကျန်းကျန်းမာမာနဲ့ရှည်တော်အတ္တကိုရမယ်လို့ပြောတာဟာလေလုယာဒုတိယတစ်ခု အသက်ပဲရှည်ပြီးတော့မှစင်းစင်းရဲရဲနေရမယ်ဆိုရင်ကျွန်တော်တို့လိုချင်ကြလားမလိုချင်ကြဘူးအသက်သာရှည်ပြီးတော့မှခက်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 မကြမ်းမမာစင်းစင်းရဲရဲနေရမယ်ဆိုရင်ကျွန်တော်တို့စောစောတော့မှတည်ချင်တယ်ဟုတ်တယ်နော်ဒါကြောင့်ချမ်းသာခြင်းနဲ့ကျမ်းမာခြင်းကအရေးကြီးလားမကြီးမကြီးဘူးလားအင်မတန်အရေးကြီးပါတယ်ဒါကြောင့်ဒုတိယမိကွန်းအသက်ရှင်တော့မှရှည်တော့အသက်တာနဲ့ ချမ်းချမ်းတာတာကြမ်းကြမ်းမာမာနဲ့နေသွားခြင်းပါဒလားလူတိုင်းကတော့နေသွားခြင်းပါပဲဒါဆိုရင်ဖျားသခင်ကကျွန်တော်တို့ကိုနီလံပေးထားတယ်အဲ့ဒါပါလဲဆိုတော့မိဘကိုယူသေးပါတဲ့ကျွန်တော်ထွင်းမပြောနေတာမဟုတ်နော်ဖျားစကားဖြစ်တဲ့ဖျားစကားဆိုတာကျွန်တော်တို့လိန်တဲ့စကားလားမဟုတ်ဘူးဖျားစကားဆိုတာရှောက်ရှောက်ပြောလို့ရတဲ့စကားလားမဟုတ်ဘူးဂတိတော်ဆိုတာပါလေ ဖယားရဲ့ဂတိပေးထားတဲ့စကားနေတို့တကယ်ဒီလိုလုပ်မယ်ဆိုရင်ဒါကိုတကယ်ရမယ်လို့ဖယားဂတိပေးထားတာဂတိမတီးတဲ့လူတွေပြောတဲ့စကားမဟုတ်ဘူးနော်ပြောတဲ့အတိုင်းလုပ်တဲ့ဖယားသခင်ရဲ့စကားဖြစ်တယ်ဒါကြောင့်မိဘကိုတကယ်ယူတည်တဲ့သူကဘာရမလဲချမ်းသာမယ်ကျမ်းမာမယ်အသက်ရှိမယ်ဟာလေလုယာဂတိတော်ဖြစ်တယ်လို့ကျမ်းစာမှာပြောတယ်လေဂတိတော်ဆိုတာဘာလဲ နေတော့ဒီလိုလုပ်ကြည့်ငါနေတော့ဒါပေးမယ်ဆိုဥမဂတိပေးထားတာချက်တော်ညီကိုမမတို့ကျွန်တော်တို့ဂတိပေးထားတာဘာတူလဲဖယားသခင်တော်ဘယင်တကာဘယင်အရှင်တကာအရှင်ဖယားတကာဖယားသခင်ကောင်းကင်မိုးမြေစัจကြဝဠာကိုဖန်ဆင်းပြီးမှကျွန်တော်တို့ဖန်ဆင်းတဲ့ဖယားသခင်ကကျွန်တော်တို့ဂတိပေးထားတယ်တကူကြီးတဲ့ဖယားသခင်ကကျွန်တော်တို့ဂတိပေးထားတဲ့အတွက်ကြောင့် ူ့မှာအခွင့်အာဏာရှိတယ်ဘာပေးဖို့အခွင့်အာဏာရှိရလဲကျမ်းမာချင်းပေးဖို့အခွင့်အာဏာရှိတယ်ချမ်းသာချင်းပေးဖို့အခွင့်အာဏာရှိတယ်ရှေတော်အတ္တတာပေးဖို့သူ့မှာအခွင့်အာဏာရှိတယ်ဒါကြောင့်ချစ်တော်ညီကိုမောင်မတို့ဒီကနေ့မနေ့ဟောရတာတခွန်းလေးပဲရိုးရိုးလေးပဲခံယူပါကျမ်းမာချင်းလားချမ်းသာချင်းလားရှေတော်အတ္တတာနဲ့လောကထဲမှာကောင်းကောင်းပျော်ပျော်ရွှင်ရွှင်ချမ်းချမ်းသာသာပြည့်ပြည့်ဝဝပြည့်ပြည့်စုံစုံနဲ့အသက်ရှင်သွားချင်းလားမိဘကိုယူသေးပါ မိဘကိုယူသိမယ်ဆိုရင်ဖခင်သခင်ကတော့တင့်ကိုဂတိပေးပြီးသားအသက်ရှိမယ်ချမ်းသာမယ်ဘယ်မှာဂတိပေးထားရလဲအေဖက်အိုဝါလာစာခန်းကြီး6အငယ်1ကနေ3မှာဂတိပေးထားတယ်လေဒီမှာပဲဘေကမလဲထွမြောက်ရာကျမ်းခန်းကြီး20အငယ်7မှာလဲကျွန်တော်တို့ကိုဖော်ပြပြီးသားပဲတင်းဤဖခင် ထောက်ရဖျားပေးတနာတော်မူသောပီ၌တင်းဤအသက်တာရှိမိကြောင်းတင်းမိဘကိုယူသိစွာ ပြုလို့တဲ့အဲ့ဒါတမဟောင်းကျမ်းကပညတ်တော်ထဲမှာပါပြီးသား โอเคတင်းညက်တော်မို့လို့ကျွန်တော်တို့အတွက်တိတ်မအဆင်မပြေဘူးဆိုရင်အခုနောက်ကျွန်တော်ဖတ်သွားတာကပမာတစ်ကျမ်းရဲ့သခင်ယေရှုခရစ်တော်ပေးတဲ့ပင်ညက်တစ်ဖြစ်ပါတယ်ပင်ညက်ဟောင်းမဟုတ်ဘူးပင်ညက်တစ်ဖြစ်ပါတယ်နားလည်ပါစေနော်ဒါကြောင့်မိဘကိုယူသိစွာ ပြုလို့တဲ့မိဘကိုယူသိစွာပြုလို့ဆိုတာဖယားသခင်ရဲ့အမိန်တော်ဖြစ်တယ်လို့ကျွန်တော်တို့အတွက်ဂတိတော်ပါတဲ့ကောင်းကြီးမင်္ဂလာအမိန်တော်ဖြစ်ပါတယ်အကလုံလဲရတယ်မလုံလဲရတယ်လို့မျိုးမဟုတ်ဘူးနော် မိဘကိုယူသေးစွာ ပြုတ်လို့ဆိုရင် လုံလဲရတယ်မလုံလဲရတယ်ဆိုမှရွေးချယ်ခိုင်းတာမဟုတ်ဘူးနော်ဖယားသခင်ရဲ့အမိန်တော်ဖြစ်တယ်အမိန်တော်ကိုမနာခံလို့ရှိရင်ပြောင်းပြန်တန်ပြန်တက်ရောက်မှုကဘာဖြစ်မလဲအသက်တူမယ်နော်တေချာတတိထားနော်မိဘကိုမယူသေးတဲ့သူတွေစောစောတည်မယ်နော်နှစ်ပနစ်ချမ်းသာမလားချမ်းမာမလားမချမ်းသာဘူးမချမ်းမာဘူးမိဘကိုမယူသေးတဲ့သူကတသက်လုံးစင်းစင်းရဲရဲနေရမယ်ဒါကတန်ပြန်တက်ရောက်မှုပဲ ဒါကြောင့်ယုံကြည်သူခရိယန်တွေကိုကျွန်တော်ခွန်အားပေးခြင်းတဲ့ဒီကနေ့မနေ့မှာတခွန်ပဲအသက်ရှိခြင်းလားကျမ်းမာခြင်းလားချမ်းသာခြင်းလားမိဘကိုယူသေးပါမိဘအသက်ရှင်ဆုံးလှုပ်ကြွေးပါဂျေဇူးဆက်ပါတင်တက်နိုင်တဲ့လောက်ပေးပါမိဘကိုတင်တက်နိုင်တဲ့လောက်သူတို့ကိုဖြည့်ဆည်းပေးပါသူတို့ကိုယူသေးပါโอเคနော်โอเคနော်တတိထားနော်ဒါကကျွန်တော်တို့အတွက်ဂတိတော်ရှိတဲ့အရာဖြစ်တယ်အသက်ရှိမယ်ကျမ်းမာမယ်တကယ်လို့မိဘကိုမယူမသေးမလေးမစားနဲ့ မလုတ်မကျွေးလုတ်နေတဲ့သူတွေကကျွန်တော်အသက်တာမှာဘာဖြစ်မလဲတံပြန်တက်ရောက်မှုအနေနဲ့အသက်တူမယ်တံပြန်တက်ရောက်မှုအနေနဲ့မကြမ်းမှာမချမ်းသာစင်းစင်းရဲရဲဖြစ်မယ်တန်ရှင်းတော့ဝိညာဉ်တော်အလင်းပေးပါစေသူတို့ကဆုတောင်းရအောင်ဂျေဇုတော်အကုန်တော်ပေါင်းကိုချီးမွမ်းပါတယ်ကိုတော်ဒီကနေ့မနေ့မှလည်းခရိယန်သားသမီးကျင့်ဖို့အပိုင်း၁ဖြစ်တဲ့မိဘကိုယူသိစွာပြုလို့ဆိုတဲ့ခေါင်းစဉ်အပြည့်ခွန်အားယူခွင့်ရတယ် မိဘကိုယိုတည်ခြင်းဟာဖယားသခင်ရဲ့အမိန့်တော်ဖြစ်တယ်လို့ဒီအမိန့်တော်ကိုနာခံတဲ့တူတိုင်းဟာအသက်ရှင်မယ်ကျမ်းမာမယ်ချမ်းသာမယ်ဆိုမှဂတိတော်ပေးထားတဲ့အတွက်ယေရှုတော်ချီးမွမ်းတယ်ကိုတော်ကျွန်တော်တို့ကိုမိဘအသက်ရှင်တော်မှာယိုတည်တတ်တော်သူများဖြစ်လေဒီဂတိတော်ကိုအမိအယဆုပ်ကန်ပြီးကောင်းကြီးမင်္ဂလာခံစားရတော်သူများဖြစ်စေပါမိကြောင်းယေရှုတော်ချီးမွမ်းတဲ့ဆုတောင်းတဲ့အခါမှာကယ်တင်ပိုင်ရှင်ယေရှုခရစ်တော်နာမအားဖြင့်ဆုတောင်းပါ၏ဖဖခင်အာမင် အရောက်ချင်းကိုဖျားခင်ကောင်းချီးပေးပါစေတော့